်ငယ်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဖျက်ခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်ကျေးဇူးတော်ကြောင့်2025ခုနှစ်ဂျွန်လ3ရက်နေ့တို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျက်ခင်ကိုကျေးဇူးတင်ပါတယ်နေ့စဉ်တိုင်းကြည့်ရှုခွန်အားယူသောဓမ္မပရိသတ်အားလုံးကိုဖျားရှင်သာ၍ကောင်းချီးပေးပါစေဆုတောင်းချပါစို့အရှင်သာရဖျားကျေးဇူးတင်ပါတယ်ကျေးဇူးသူအားလုံးကိုကောင်းချီးပေးတယ် နောက်ဘက်တော်အဖြစ်တိဆောက်ဆရာဖြစ်စီပါအခုလည်းကျွန်တော်ပြောခြင်းထက်ကိုယ်တော်ပြောခြင်းသာဖြစ်စီပါတခီရှုနာမအဖြစ်ဆုတောင်းလျက်ဝေငှပါလေဖျားအာမင်ဖျားခင်ရဲ့ခြေစတော်ကိုချီးမွမ်းပါရစေကျွန်တော်ယခုချင်းမိုင်ကိုရောက်နေတာဖြစ်တယ်ဟိုတယ်တခုကနေကျွန်တော် live လေ့လင်ခြင်းဖြစ်ပါတယ်ကျေးဇူးသူအားလုံးဖျက်ကောင်းချီးပေးပါစီကျွန်ကောင်းစဉ်တခုကျွန်တော်ထောက်နေပါတယ်ကျွန်တော်လိလာနေတဲ့ကောင်းစဉ်ကတော့ ဥပုံနေ့မှာတကယ်ရှုခရစ်တော်ပြခဲ့တဲ့နမိတ်လက္ခဏာလေးကိုကျွန်တော်ထောင်နေတယ်။အတော့အဓိကကျတော့လူကာခန်းကြီး6ငွေတက်ကနေ9အထိဖိုင်ချော်ဒီဖြစ်ဖြစ်ကိုတွေ့ရမှာဖြစ်တယ်။အဲ့တော့ဒီသခင်ရှုခရစ်တော်ဒီဥပုံနေ့မှာပြုခဲ့တဲ့နမိတ်လက္ခဏာလေးခုနှစ်ခုရှိပါတယ်။တနည်းတော့ခါဒီတပည့်တော်တွေကဒါလူကာခန်းကြီး6တက္ကနာတိဖိုင်ချတွေ့ရမယ်တပည့်တော်တွေရတနည်းတော့ခါမှာဒီလေကွင်းတစ်ခုဖြတ်တဲ့ခါဇဗနန်နေကိုသူတို့က လက်မှာပုတ်ချီပြီးတော့ဥပုံနေမှာစားတယ်ဒါကိုဒီ parish ရဲ့ဇတုကြီးတွေကဒါဥပုံနေမှာအလုံးမလုံးအောင်အလုံးလုံးတယ်ဆိုဆွတ်ဆွဲတယ်အော်ကိရှုကပြောပါတယ်ဥပုံနေမှာမွတ်သိရင်လည်းစားလို့တော့ရပါတယ်ရေငန့်ရင်တိုက်လို့ရပါတယ်မချမ်းမရင်အနာငိမ့်လို့ရတယ်နေ့ရအရေးကြီးပါတယ်မှန်တယ်ဒါပေမဲ့နေ့အထက်အရေးကြီးတာဘုရားသခင်အပူအရေးကြီးတယ်ဒါပေမဲ့ဥပုံနေကိုတန်ရှင်းစွာပြုရမယ်အောင်းမေးရမယ်ယူတည်ရမယ်မှန်တယ သူ့တော်ညာလေဥပုံနေမှာမွတ်သိတဲ့သူကိုမွတ်သိခိုင်းတာမဟုတ်ပါဘူးချွေးမွေးလို့ရတယ်ဒါကိုတကယ်ရှုပြောတယ်အဲ့တော့ဒီနေ့ကိုအစိုးရလာဖះပဲဖះခင်ကဒီနေ့ကိုအစိုးရလေဆိုပြီးတကယ်ရှုပြောခဲ့တယ်ဒါပေမဲ့ဒီ parishion ရဲ့စတုကြီးတွေက အမျိုးမျိုးဒီတကယ်ရှုခရစ်တော်ဥပုံနေမှာအနာငြင်းခြင်းနဲ့ပတ်သက်ပြီးသူတို့အမျိုးမျိုးတုံ့ပြန်ကြတယ်သူ့တော်ညာလေတကယ်ရှုကရအောင်အနာငြင်းခဲ့တယ်အတူတူကြည့်ကြမယ့်ဥပုံနေမှာတကယ်ရှုခရစ်တော်အနာငြင်းပြီးတော့လွတ်မြောက်ခြင်းခံရတဲ့သူတွေအများကြီး တွေ့ရတယ်အဲ့ထက်ကျွန်တော်ခုနှစ်ခုနားထောင်တာဒီကနေ့ခုနှစ်ခုမြောက်ကိုရောက်ပြီဖြစ်တယ်။အော်နံပါတ်1ပထမဆုံးဥပုံနေမှာအနာငိမ့်တာလက်ရလက်သေးတဲ့သူကိုအနာငိမ့်စေတယ်။လုကာခန်းကြီး6ငယ်6ကနေ30တိဖိုင်တွေ့ရမယ်။လုကာ6 6ကနေ30။နံပါတ်2ဒုတိယချက်ကတော့ကြောကုန်းတဲ့အမျိုးမျိုးကိုပြန်ဆက်အောင်အနာငိမ့်အောင်လုပ်ခဲ့တယ်။အလုကာခန်းကြီး73ကျွန်တော်ငယ်7တကနေ18တိဖိုင်ကျွန်တော်ဖြစ်ပျက်ကိုတွေ့ရမှာဖြစ်တယ်။နောက်နံပါတ်3ကတော့ရေပြင်းဆွဲတဲ့သူကိုဥပုံနေမှာအနာငိမ့်စေတယ်။ လူကခန်းကြီး14ကျွန်တော်တို့အငယ်တက်ကနေ6ထိပိုင်းကျွန်မတွေ့ရမှာဖြစ်တယ်။နောက်နံပါတ်၄ကတော့အမိဝမ်းလေးကမျက်စိကန်းတဲ့သူဥပုံကြီးမှာမျက်စိမြင်အောင်ကြီးရှုပြလုပ်ခဲ့တယ်။ရောင်းခန်းကြီးကိုအငယ်တက်ကနေ18ထိပိုင်းကျွန်တော်ဖြစ်ဖြစ်ကိုတွေ့ရမှာဖြစ်တယ်။နောက်နံပါတ်၅ကတော့ညစ်ညူးသောနှက်ဆွဲတဲ့သူကိုဥပုံကြီးမှာချမ်းမာခြင်းနဲ့အဲ့ဒီနှက်ဆိုးနှိမ့်ဆက်ခြင်းတန်ကလွတ်မြောက်အောင်လုပ်ပေးခဲ့တယ်။မကုခန်းကြီး21က28ထိပိုင်းကျွန်တော်မှာ တွေ့ရမှာဖြစ်တယ်နောက်နံပါတ်6ကတော့38နဲ့လက်ချေတည်တဲ့သူကိုကျမ်းမာအောင်လုပ်ခဲ့တယ်အဲ့ဒီကလည်းဥပုံလေးဖြစ်တယ်ဘေးသေးတရရေခံနာမှာအဲ့တော့ဒီရောင်ချစ်ခြင်းအဖြစ်အဲ့ဒါရောအခရင်ကငယ်တက်ကနေ9ထိဖိုင်ချက်တွေ့ရတယ်နောက်သကိရှုခရစ်တော်ဒီဥပုံလေးမှာအများကြီးနာယောဂငြိမ်းချင်းနေလုပ်ခဲ့တယ်ဆိုတော့တွေ့ရတယ်တောင်သကိရှုပြောတယ်သူဥပုံလေးကိုချိုးဖြတ်ဖို့လာတာမဟုတ်ဘူးပညာတော်တွေကိုလည်းချိုးဖြတ်ဖို့လာတာမဟုတ်ဘူးပို့၍ပြည့်စုံစေဖို့လာတယ်ဘာကြောင့်သကိရှုကဂျေဇုတော်ရဲ့အရှင်ဖြစ်တယ် တော့ဥပုံလေးမှာညီမဆွာနေရမယ်ယူသေးချင်းပြုတ်ရမယ်အောင်းမိရမယ်တန်ရှင်းဆိုပြုတ်ရမယ်မှန်းနေဒါပေမဲ့ဥပုံလေးမှာအနာယောဂညင်ချင်လဲလို့လို့ရတယ်ဘာကြောင့်ဒီနေ့ကိုအစိုးရတာဖျားသခင်ပဲဒါကိုသခင်ရှုအတိလင်းပေါ်ပြခဲ့တခင်ရှုကိုယ်တိုင်ဒီဥပုံလေးကိုအစိုးရတယ်ဆိုတော့တွေ့ရတယ်ဒါကြောင့်လဲဒီဥပုံလေးမှာသူလုတ်ခဲ့တဲ့နမိတ်လက္ခဏာတွေကအောင်းပွေကောင်းတယ်ဟိုဒီနေ့တော့ခုနှစ်ခုမြောက်ကတော့ရှစ်မုံပေတုရဲ့ရောက်ခမသူ့ကိုအနာယောဂညင်အောင်ဥပုံလေးမှာလုတ်ခဲ့တယ် ဲ့တော့ကျွန်တော်ဖတ်ချင်လူကခန်းကြီး၄အငယ်38ကနေ39ဒီဖိုင်တွေ့ရမယ်လူက၄38က39မှာဥပုံနေ့မှာတခေရှုခရစ်တော်ဟာဒီပေတရုရဲ့ရောက်ခမောက်အနာရောဂါငြိမ်းချင်းပြုလုပ်ခဲ့တယ်ဘာကြောင့်လဲဆိုတော့ပေတရုရောက်ခမောက်ဖျားပြီးတုံလုံးဖြစ်တယ်ဒါပေမဲ့တခေရှုကဒီဖျားနာခြင်းကိုဆုံးလာတဲ့အခါမှာအဲ့အိုက်အဖျားပြောက်ပြီးကျမ်းပါတယ်အဲ့တော့နားလည်အောင်ပြောရင်တော့ဒီအဖြစ်ပြက်မှာအချက်ကလေးနှစ်ချက်တွေ့ရတယ်နံပါတ်1ကတော့ ပေတရုရောက်ခမသခင်ရှုနဲ့မတွေ့ခင်ဖျားနာခြင်းကသူ့နိုင်နေတာဒါပေမဲ့နံပါတ်1ကတော့ယေရှုနဲ့တွေ့တဲ့အခါယေရှုကအရာခသိန်းကိုနိုင်ခွင်သူကပေးလိုက်တာဖြစ်တယ်နောက်ဒီကနေ့ကျွန်တော်တို့ဘာတွေကနိုင်နေတယ်လဲအဲကျွန်တော်နိုင်နေတဲ့အရာတွေကိုကျွန်တော်မနိုင်လေကိစ္စမရှိဘူးဒါပေမဲ့သခင်ယေရှုနဲ့တိုက်ရိုက်တွေ့ဖို့ပေးလိုက်သခင်ယေရှုအရာခသိန်းကိုနိုင်တယ်ဒါကြောင့်ပေတရုရောက်ခမယေရှုနဲ့မတွေ့ခင် အဖျားတွေကသူ့ကိုနိုင်တာ ါပေမဲ့ယေရှုနဲ့တွေ့တဲ့အခါယေရှုကသူ့ကိုနိုင်တော်တာတခင်ရှုကိုအနိုင်ယူခွင့်ပေးလိုက်တဲ့အခါဒီအဖျားတွေကပြန်ထွက်ပေါ်တယ်။ဟောဒီကနေ့ကျွန်တော်တို့ကအနိုင်ယူနေတဲ့အရာတွေအားလုံးကိုတခင်ရှုလက်ထက်အပ်လိုက်တခင်ရှုအရာခသိန်းကိုနိုင်နေ။ဒါတခင်လက်ထက်ကိုကျွန်တော်အရာခသိန်းအတက်တော်သူများဖြစ်ဖို့အပ်ပေးခြင်း။ဒါကြောင့်ကျွန်တော်ကမမဖြစ်နိုင်ဘူးလို့ပြောတဲ့သူတွေအားလုံးကတခင်ရှုအရှိတ်ရောက်ရင်အကုန်ပြန်ဖြစ်လာ ဟာဒီယောဂမပြောက်ဘူးလို့ပြောရရင်ယေရှုရှေ့ရောက်ပြောက်တာကျမ်းပါတယ်ဟောဒီဟာတွေကချိန်ချင်းရမယ်ယေရှုကအရာခတ်သိန်းကိုအောင်မြင်ခြင်းအခွင့်ရှိတယ်ဖရားဖြစ်တယ်ဆိုတာတွေ့ရတယ်ဒါပြင်သင်သက်တာမှာကြောက်ရှုံးမှုရှုံးနေမှုဘာရှိရှိယေရှုလက်ထက်အဲ့ဒီထဲမှာအောင်မြင်ခြင်းရှိတယ်တော့စကားလေးလုံးနဲ့အားပေးခြင်းတယ်ဖယားသခင်နဲ့တဏှာကြီးအလုလုချင်းဟာလေသင်ဘဝမှာတတ်တတ်လို့မပြီးတဲ့အရာတွေအားလုံးကတဏှာကြီးတွင်းပြန်ပြီးတယ် ပြပြောချင်တယ်ဘုရားသခင်နဲ့တဏှာအလုတ်လုတ်ခြင်းကတသက်လုံးမပြီးတဲ့ကိစ္စအလုံးတဏှာတွင်ပြန်ပြီးတယ်။အနောက်နေအောင်ပြောရင်တော့ဘုရားနဲ့အတူလုတ်ဆောင်တဲ့သူရဲ့အတ္တတာမှာမပြီးပြတ်တာအလုံးပြီးပြတ်တယ်။တော့ဘေတုရောက်ခမလည်းဖြားနာခြင်းကသူ့ကိုအစိုးရနေတာ။ဒါပေမဲ့သခင်ယေရှုသူ့အိမ်ရောက်တဲ့အခါဖြားနာခြင်းကအစိုးမရဘူး။သခင်ယေရှုကသူ့ကိုအစိုးရတဲ့အခါဒီဖြားနာခြင်းတွေထွက်ပေါ်တယ်။အဲ့ဒီကနေ့ကျွန်တော်တို့ကိုလွှမ်းမိုးရမှာကျွန်တော်တို့ကိုဥဆောင်မှာ ကျွန်တော်တို့ကိုပေးကင်ပေးရမှာတကယ်ရှုပဲဖြစ်တယ်။ဒါမှဒီကနေ့သင်ဘယ်အရာတွေကအနိုင်ယူလဲ။ဒီနေ့နေ့တော့ဘတော်စကားပြောတယ်။တခိယေရှုအနိုင်ယူခွင့်ပေး။သင်ကိုအနိုင်ယူတဲ့အရာအလုံးပြတ်ထွက်ပေါ်အောင်တကယ်ရှုကတောင်းဝန်ယူမယ်ဆိုတာအပြည့်ချင်တယ်။တောင်းဒီကျမ်းစာထဲမှာဥပမာမှာတကယ်ရှုလုပ်တဲ့နမိတ်လက္ခဏာအလုံးကအတိတ်တွေကုန်ရှိတယ်။အမိဝန်ရဲ့ဒီမျက်စိကန်းတဲ့သူဆိုအမိဝန်ရဲ့ဖြစ်ကြောင်တသလုံးမြင်စရာကြောင်းမရှိ။မျက်စိကန်းတာထူးဆန်းတယ် အမိဝမ်းထဲကနေမြင်လာပြီးအပြင်ရောက်မှကန်းတဲ့သူကပြန်မြင်မှုလွယ်တယ်ဒါပေမဲ့အမိဝမ်းထဲကကန်းတာလို့အမိဝမ်းထဲကချိန်မစွမ်းတာလို့ဆိုတာဘယ်လို့မှမပြောင်းနိုင်ဒါပေမဲ့ဂင်ရှုနဲ့တွေ့တဲ့အခါပြောင်းတယ်ဟောတော့ကြည့်ကြရပြီသင်အသက်တာမှဘလုံးကမဖြစ်နိုင်ဘူးဆိုတဲ့ယောဂါတွေမပြောင်းနိုင်ဘူးယောဂါမရနိုင်ဘူးဆိုတဲ့ကိစ္စသခီယေရှုတော်ရဲ့တစ်ချက်တည်းပြန်ရတယ်ဆိုတော့ကိုအပီးချင်တယ်တော့ဒီကနေ့ညနေအပီးချင်တယ်တဲ့ကိုအချားယာတွေက အနိုင်ယူခြင်းလွှမ်းမိုးခြင်းဖြစ်နေဒီကနေ့ကစသခင်ယေရှုကိုအနိုင်ယူဝင်ပြီးလွှမ်းမိုးဝင်ပြီးအခြားနေရာတွေကိုသိရတဲ့မကျော်လွှားနိုင်ပေမဲ့ထိုရှင်ကကျော်လွှားခွင့်ပြီးမယ်ဆိုတာအပြီးချက်တယ်။အဲကြောင့်1939ခုနှစ်မှာအမေရိကန်နိုင်ငံရဲ့တက်ကသိုလ်တစ်ခုမှာမစ္စတာဒမ်ဇစ်ဆိုရက်တက်ကသိုလ်ကျောင်းသားလေးတယောက်ရှိတယ်လူငယ်လေးတယောက်ပေါ့ George Damzit သူနာမည် သူကဒီတက်ကိုတော့တော့ပြီးတော့တက်ရင်သူအိတ်ခမ်းပေါ့သူအဆောင်မှာနေတဲ့အကြောင်းသားဖြစ်တယ်တက်တကယ် true story ပါ1939မှာတကယ်ဖြစ်ပြဖြစ်တယ်သူကအမေအကြောင်းနောက်ကြတဲ့အကြောင်းသားတစ်ယောက်ဖြစ်တယ်အဲ့ဒီမှာလဲသူအိတ်ရထားနောက်ကြတော့သူကအကြောင်းရောက်တဲ့ခါနောက်ကြတော့သူ့ကိုတင်ချဆရာကစာသင်ခန်းပြန်ထွက်သွားကြောင်းသားတွေကလည်းပြန်သွားပြီနောက်တစ်ချိန်မတက်ခင်အပြင်သွားကြပြီ အဲ့ချိန်မှာသူတယောက်တည်းကြံတော့သူကဝင်တော့အဲ့မှာဒီကြောက်တင်ပုံးမှာတင်ချမေကုန်ပုတ်စာတစ်ခုရေးထားတယ်။အဲ့ဒါနဲ့ဒီ George Damset ဆိုတဲ့ဒီလူငယ်ကတဲ့သူចောင်းသားလေးကအတားငါတို့ကိုဆရာပေးလိုက်တဲ့အင်စာပဲဆိုသူကမှတ်ပြီးတော့နောက်နေ့ကျတော့သူအဆောင်မှာပြန်တွက်တာတွက်တာနှစ်ပတ်ကြာမှအဲ့ဖြေရတယ်။တော်ခတ်တဲ့တင်ချပုတ်စာအဲ့ဒါနဲ့ပဲသူကနှစ်ပတ်ကြာတဲ့အခါသူ့ရဲ့ဒီတွက်ပြီးသားအရာကို သူ့เจ้าဆရာကိုသူပေးလိုက်တယ်အဲ့လိုနဲ့တလှကြတဲ့အခါမှာသူ့ကိုအဲ့เจ้าကအဲ့ဒီသူ့ရဲ့တင်ချဆရာအဲ့တင်ချဆရာနာမည် Mr. Neilman လို့ခေါ်တယ် Mr. Neilman သူကနေပြီးတော့ရုံးကောင်းကိုခေါ်တယ်ခေါ်တော့ George Damsick ကလွန်အောင်ဝင်ဘာလို့ငါ့ကိုဆရာခေါ်လဲဆိုတော့သူသိကျွန်တော်သူရုံးကောင်းပေါ်တယ်အဲ့ချိန်မှာเจ้าကเจ้าဆရာကြီးကိုတင်ချတင်တဲ့ဆရာလေးအကုန်လုံးကစုဟာအဲ့ချိန်မှာပဲသူကသူ့ရဲ့ဆရာ Mr. Neilman ကိုပြောတယ် ်ဆရာကြီးကျွန်တော်ဗာမရအပြစ်ကျူးလွန်လို့ခေါ်တာလေအေးမင်းအပြစ်ကျူးလွန်လို့မဟုတ်ဘူးပါလေမင်းဟိုတနေ့ကငါပေးတဲ့သင်္ချာပုတ်စာကိုမင်းတွတ်တာအဖြေရလို့ငါတို့ကဂုံသူးဆောင်ဘွဲ့ပေးချင်လို့ခေါ်တာဟာရမေဒီ Josh ကမေးတယ်ဟာဆရာကြီးဒါကျွန်တော်တို့ပေးတဲ့ပုတ်စာပဲကျွန်တော်နှစ်ပတ်တွဲတက်တွတ်တာအဖြေထွက်ပါလေအေးမင်းကအဲ့ဒါပြောချင်တယ်ကွယ်တဲ့တကယ်တော့အဲ့ပုတ်စာငါအင်စာပေးတာမဟုတ်ဘူးအဲ့ဒီသင်္ချာပုတ်စာကဘာပေါ်မှာဘသူမှတွတ်လို့မရတဲ့ သင်ချာပုတ်စားပြီဒါပေမဲ့မင်းကတွတ်နိုင်လို့ငါတို့ကအန်အော်ပြီးမင်းကိုဂုံလူဆောင်ပွဲပေးတာဟာအဲ့ချိန်မှာ George Damsick ကအော်တော့သူစိတ်ထဲမှာဒါသူ့ဆရာကသင်ချာပုတ်စားမေးတယ်ထင်ပြီးသူကတွတ်နေတာသူအဲ့ဒါကိုတွတ်တယ်အဲ့ချိန်မှာပဲသူကစကားလုံးပြောတယ်ဗျအဲ့စကားအခုဒါလေးပြောချင်အဲ့ဒါနဲ့သူ့ဆရာကြီးကမေးတယ်ကဲမင်းဘာများပြောချင်လဲ ဟောဒီလိုရှိပါတယ်တဲ့ကျွန်တော်ကလည်းအိမ်ဆံမို့လို့အဲ့ဒီပု္ပ္ပစာကိုရအောင်တွက်လိုက်တာတကယ်ဘာလို့မှဒီပု္ပ္ပစာဘယ်သူမှတွက်လို့မရတဲ့ပု္ပ္ပစာဆိုလေကျွန်တော်တွက်မှာမဟုတ်တော့ဘူးပေါ့ကျွန်တော်လည်းတွက်လို့ရမှာမဟုတ်တော့ဘူးပဲအဲ့လိုပဲထင်သွားမှာတယ်ဒါပေမဲ့မသိဘူးလေဆရာကြီးကအိမ်ဆံပေးတယ်ကျွန်တော်ကြောက်တွက်တာပါအဲ့ချိန်မှာဆရာကြီးအားလုံးကသူ့လက်ခုပ်တီးပြီးကွန်ပျူတာတောင်ဂျော့ချ်တန်စစ်ပြောရစကားအမြင်တိတ်ရှိတယ်သူလည်းအိမ်ဆံမို့လို့တွက်လိုက်တာ တကယ်ပါလို့မှတွက်လို့မရတဲ့ပုံစံဆိုသူတွက်ပြမှာမဟုတ်တော့ဘူးတောင်းတဲ့ချက်ဆရာကြီးကပြောပါတယ်ဟုတ်တယ်မင်းအိမ်စာသဘောထားပြီးတွက်လိုက်တာအဖြစ်ထွက်သွားတယ်ဒီကနေ့ကဘာမှခက်ခဲတဲ့ပုံစံတော့ចောင်းသားတက်ကိုចောင်းသားတယောက်ကသူနှစ်ပတ်တွင်တွက်တာအဖြစ်ရတယ်အကြောင်းလဲဆိုတော့ဘသူမှတွက်လို့မရတဲ့ပုံစံမဟုတ်ဘူးလို့အိမ်စာဆိုပြီးတွက်နေတာအဖြစ်ထွက်တယ်ဒီကနေ့ချက်တော်ကြီးကဘာမှကျွန်တော်လောကမှာအိမ်စာတွေအများကြီးပဲ ျွန်တော်တယောက်တည်းတွားမှာမဟုတ်ဘုရားနဲ့အတူတွားအဖြေတွေထွက်လာမှာဖြစ်တယ်။တောင်ပေတရုရဲ့ရောက်ခါမှာသခင်ယေရှုနဲ့အတူတွားတဲ့အခါအဖြေထွက်ပေါ်လာ။အော်ဒီကနေ့သင်တွားလို့မရတဲ့အဖြေတွေထွက်မထွက်တဲ့အဖြေတွေကသခင်ယေရှုနဲ့အတူတွားမှာထိုအရှင်ကအဖြေထွက်စီမှာဖြစ်တယ်။ကျွန်တော်ရောက်ချင်းစီတိုင်းဖြတ်ရှင်သာပြီးကောင်းချီးပေးပါစီ။ God bless you all ။ကျွန်တော်နောက်ပတ်ဘုံနည်းမြန်မာစံတော်ချိန်ညနေ၄နာရီခွဲမှာဒီလိုပဲကျွန်တော်ပြန်လည်ပြီး တွေ့ဆုံမှာဖြစ်တယ်။နတ်ဘာကျွန်တော်အလွန်တည်တည်နဲ့ခေါင်းစဉ်အတိတ်တခုကျွန်တော်စင်ချင်ခေါ်အာယူမှာဖြစ်တယ်။ကျွန်တော်မင်းဆက်ဒီ Sunday ဆက်ဒီမှာကျွန်တော် Greece ချင်းမိုင် Greece Church မှာမနက်စနေဆက်နိုင်တွင်ကျွန်တော် Bible study ပေးဖို့ရှိပါတယ်။ကျွန်တော် page မှာလည်းကြီးညာပေးမှာဖြစ်တယ်။ Sunday မှာဝင်ရမယ့်နေရာများလည်းကျွန်တော် page မှာကြီးညာပေးတော့မှာဖြစ်ပါတယ်။ကျေးဇူးပြုဓမ္မပရိသတ်များသူဖြစ်ချင်းမိုင်မှာရောက်ရှိနေတဲ့ဓမ္မပရိသတ်များလေဒီ season နေ့မှာလာရောက်နားထောင်နိုင်ကြောင်းတွေ့ဆိုဖြစ်ကျေးဇူးလိုပါတယ်ဒီကနေ့ အွန်လိုင်းကကြည့်ရှုခဲ့မြန်မာပြည်နဲ့တကမ္ဘာလုံးကနေကြည့်တဲ့ဓမ္မပရိသတ်အားလုံးကိုဖြတ်ရှင်တာပြီးကောင်းချီးပေးပါစေ။နောက်ပါကျွန်တော်တို့နနက်9:00နေ့လေ7:00အထိကျပ်ရင်ယုံကြည်ရင်းချင်းသိတော့မှခရိုင်းလိုပဲအဆက်ဆောင်စစ်တောင်းရင်းရှိပါတယ်။ရန်ကုန်မှာရှိတဲ့ဓမ္မပရိသတ်များ9:00 7:00ခွဲအတွဲမှာတွားရောက်နိုင်ကြောင်းဖော်ပြလိုပါတယ်။ကြည့်ရှုသူအားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ။မြင့်သက်ခြင်းရှိပါစေ။ God bless you all. စစ်တောင်းကောင်းချီးခံယူကြပါစို့။ခမီးတော်သားတို့တန်ရှင်တော်ဝိဒနာသုံးပါးဆုဖြားချမ်းတော်ပါမှာ ကောင်းကြီးဖြာဖြာသည်ကြည့်ရှုနေတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သလကောင်ဒီကနေ့မွန်နေ့ကြောက်တဲ့မွန်နေ့ရှင်များမင်္ဂလာနှစ်ပတ်လည်ကြောက်တော်သူများဘုန်းတော်ဝင်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုများမှဆအားလုံးပေါ်သို့နှစ်သိမ့်မှုခွန်အားရရှိခြင်းဒီကနေ့လည်းမြန်မာပြည်နဲ့တကမ္ဘာလုံးကနေကြည့်ရှုတဲ့ online ပရိသတ်များနဲ့မြန်မာပြည်ပေါ်သို့ဘီယူဘတ်ဒီကင်ဝင်ချင်းသူပြမြေချီနာမြို့မှာရည်ကြီးရေရှမ်းမှုတွေရော့ချခြင်းမိုးတီထွန်စွာရော့သွုံးမှုတွေဖေရှားခြင်း ေးဥပမျိုးမျိုးဂျင်းဆိုင်နေတဲ့လူတွေကိုဖျက်ရှင်ကွက်ကခြင်းနဲ့တကွာကြည့်ရှုနေတဲ့ online ပိတ်သက်များများမှာပြည်내ကွာကြီးပေါ်သူယနေ့မှစကားလာအစမြဲကောင်းကြီးပြပြတက်ရောက်ပြီးရှိတည်နေပါစေတော့